critical path လို့ခေါ်တဲ့အရေးကြီးတဲ့လမ်းကြောင်းကိုဘယ်လိုတတ်မှတ်မလဲအဲ့ဒါကိုတတ်မှတ်မှတော့ပဲလုပ်ဖို့ရမှာ critical path ဆိုတာလက်ရှိအရေးကြီးတဲ့လမ်းကြောင်းကိုသိမှအရေးကြီးတဲ့အလုပ်ကိုလုပ်နိုင်မှာနော်မြန်မာနိုင်ငံကိုလက်ရှိအခြေအနေမှာဘယ်လိုဖြစ်နေလဲဆိုရင် prolonged conflict ဘယ်တော့ဆုံးမမှမသိတဲ့ရေရှည်ပဋိပက္ခ political deadlock နိုင်ငံရေးတည်သွားတာနောက်တစ်ခုက mandatory rule ပေါ့ဗျာဒါစစ်ရေးနေရာမှာစစ်ရေးနီလန်း တစ်ဖက်ကပြန်ပြောမယ်ဆိုရင်ဒီတန်းတဲ့ငိမ့်ချမ်းရေးဖက်ဒရယ်ဒီမိုကရေစီအဓိကကြတဲ့စီးပွားရေးထူထောင်မှုအဲ့ဒါတွေရဖို့အစမ်းရှက် step ပေါ့ဗျာအဓိကအလောက်ရမယ်အဆင့်တွေအဓိကနံပါတ်1ကစေရေးအင်အားများချေတစ်ဖက်ဖက်ကအင်အားကြီးမှသာစစ်တပ်ကိုနိုင်မှာစစ်တပ်ကအင်အားကြီးမှသာတော်လာရုပ်ချေမုတ်လို့ရမှာအခုကနံပါတ်စလုံးချေမုတ်လို့လည်းမရဘူးနိုင်ရမနိုင်ဘူးအဲ့လိုဖြစ်နေတယ်စစ်တပ်ကိုနိုင်ခြင်းရင်ကျွန်တော်တို့အင်အားတွေစုစည်းပြီးတော့အင်အားကြီးမှအောင်လုံနိုင်မှာနိုင်မယ်စစ်တပ်ကလည်းတော်လာရုပ်ချေမုတ်လို့မရတော့ဘူး စစ်တပ်နိုင်ဖို့မလွယ်တော့ဘူးကျွန်တော်တို့လည်းနိုင်ဖို့မဖြစ်သေးဘူးမြန်မာနိုင်ငံရဲ့စစ်ရေးမှာစစ်ကောက်စီအာဏာသိမ်းစစ်တပ်ပေါ့ဗျာအပြေဝသူ့ဟာအနိုင်မရနိုင်တော့စစ်တပ်ကကျွန်တော်တို့တော်လိုင်း resistant and force တွေပေါ့ဗျာလက်လက်ကန်ကုကတော်လန်စစ်အဖွဲ့စည်းတွေ CRPA ကနေ UNG ပြီးရင် EAO ပေါ့မယ်နော် local ကနေ PDF ဖြစ်လာတဲ့လို့ PDF တွေပေါ့မယ်သူတို့အားလုံးတော်လိုင်းအင်အားစုတွေအားလုံးတော်ဝင်ယူပြီးအနိုင်တိုက်ဖို့ကလည်းမရှိဘူး sustainable offensive လို့ခေါ်တယ်ဆက် ိုက်လှုပ်ပြီးတော့အနိုင်ရမယ်ဆိုတော့အစုတ်သက်လမ်းကြောင်းကိုမရရှိနိုင်ဘူးမရနိုင်ဘူးဘာဖြစ်လို့ဆိုရင်မဖြစ်မနေစူးရမယ်ဆိုတော့တည့်ရသားနဲ့မစူးလို့အရေးကြီးတဲ့လမ်းကြောင်းကအဲ့မှာတစ်ချက်ပဲရှိတယ် resistance တွေက unity ဖြစ်အောင်လုပ်ရမှာမလုပ်ရင်အင်အားမကြီးလာဘူးမကြီးလာရင်မနိုင်ဘူး dry strategy ငါချိတ်ဆက်ပြီးမဟာပြူရတခုရေးဆောင်ရမှာဒါလည်းမရှိဘူးအနောက်ဆုံးကတော့ UNG ကိုတိုင်းသားတွေလက်ခံတယ်လို့လက်ခံပြီးတော့ AAO နဲ့ PDF တွေနဲ့ပေါင်းပြီးတော့စစ်ရေးနိုင်ငံရေးမဟာဗျူဟာများတိုက်ရမှာမလုံနိုင်ဘူး ဖိတ်တက်ကြောင့်ပြောနေမှာမဟုတ်ဒါလက်တွေ့နံပါတ်2က political consensus လို့ခေါ်တယ် federal charter ပဲပြောပြောနိုင်ငံရေးသဘောတူညီမှုရအောင်ယူဖို့လိုတယ်မရရင်လည်းမနိုင်ဘူးလက်ရှိမှာဘယ်လိုဖြစ်နေလဲဆိုရင် anti gender camp တစ်ခုထဲမှာပဲရှိနေသေးတယ်အဲ့ camp ထဲမှာအားလုံးကတူလို့ဆိုမတူဘူးစစ်ကောက်စီကိုတော်လန်နေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်နေတယ်ဆိုတော့ဘက်မှာရပ်နေတယ်အဲ့ဒါကိုကန်ရင်တစ်ခုလိုမျိုးပဲဒါပေမဲ့စုစည်းထားလို့မစုဘူးအားလုံးကအလွယ်လွယ်မှန်းမှန်းနဲ့ ဒိုင်ဗာဂျင်မတူပွဲပြမှုတွေဖြစ်နေတယ်ဆိုလိုချင်တာကမစုရသေးဘူးအဲ့လိုအကွဲကွဲအလွဲလွဲလေးပဲတိုက်ခတ်အုပ်စုမှာမတူပွဲပြတဲ့အခြေအနေဖြစ်နေတယ်မတူပွဲပြတော့ပဲတည်နော်စုထားတာမဟုတ်ဘူးတစ်ဖက်တည်းမှာရက်နေတာတော့ပဲတစ်ဖက်တည်းမှာရက်နေတာတော့လည်းစုထားတယ်လို့ပြောလို့မရဘူးစစ်အာဏာရှင်ကိုတော်လှန်တဲ့အတိုက်ခံဖက်မှာရက်နေတယ်ဒါဟာတူညီတဲ့သဘောသားတစ်ခုတည်းစုထားတာမဟုတ်ဘူးတော်လိုက်အစုဖက်ချန်ကကွဲပြားမှုတွေကိုမဖြေရှင်းထားပဲတက်တောက်အနိုင်ရရင်တောင်မှ face state ဖြစ်မှတန်းပြီးတော့ ခြားတာတဲမှာတိုင်းရင်းသားတွေလည်းပါတယ်လိန်ထားတယ်တဲပြောတော့လိန်ထားတယ်ပြည်ပခအုပ်စုတွေပါတယ်ဒါလည်းအင်းပဲလွတ်လပ်တဲ့ပြည်သူအုပ်စုအလုံးပါဝင်တယ်အတိုက်ကအုပ်စုအလုံးလို့ထင်နေတာလိန်ထားတာပဲဒီတော့ခမရလို့လောက်အောင်ပါကအလုံးကအလုံးပြောတာပရမအုပ်စု foundational political consensus federal democracy နဲ့ပဲတည်တည်အလုံးစုစည်းထားတဲ့စာချုပ်တစ်ခုကိုအမြန်ဆုံးတည်ဆောက်ဖို့လိုတယ်နံပါတ်3 economic survival လို့ခေါ်တဲ့ financial autonomy စီးပွားရေးရှင်သန်မှုနဲ့ဗန်ဒါရေးကိုပိုင်အော်တိုနိုမီရှိနေမှုအာမခန့်ချက်အာမခန့်ချက်တွေကတူညီနေမှနိုင်တာစစ်ကောက်စီကစီးပွားရေးကို institution လိုက်ထောင်တော့တာဖိအားပေးတာပြီးသားပြီးတော့တော်လိုင်းရေးအင်အားစုတွေဥပမာ resistant movement ကိုလုပ်နေတဲ့အင်အားစုတွေဟာစီးပွားရေးရိုက်ခတ်မှုအခုမရှိရင်တော့နောက်ရှိတယ်နောက်မရှိရင်တော့မှတစ်ဖွဲ့ချင်းပေါ်မှာမတူညီတဲ့ဖိအားရှိတယ်တက်ရောက်နေတယ်စီးပွားရေးရလိုအပ်တဲ့တိုက်ပွဲဝင်ဖို့လက်နက်ခရမ်းလောလောလောရှိမှုမညီမြောက်ဘူး တစ်ဖက်ကတအားရှိနေလဲတစ်ဖက်ကမရှိဘူးအဲ့ဒါဘယ်လိုနည်းနဲ့မှစစ်တပ်ကိုဖြိုလို့မရဘူးစစ်တပ်မှာတစ်ဖက်တည်းနဲ့ institution ထောင်လာတာစီးပွားရေးရှင်းတမ်းမှုတစ်ခုခုနဲ့ဗန်ရေးကိုပိုင်းတည်ရှိမှုဟာအဲ့ဒီဟာနိုင်ဖို့အတွက်လည်းအရေးကြီးတဲ့တော့ UNG တာဝန်ဖွဲ့စည်းတွေမှာအခြေခံအရင်းမြစ် fundamental လို့ခေါ်တဲ့ resort တွေကမရှိရင်များတာတဲ့စစ်သုံးငွေတွေစစ်တိုက်ပြီးဆိုရင်စစ်ဘေးတင်လာတဲ့အခြေအနေမှာကြုံရမယ့်အကူအညီလူသားချင်းစာနာမှုဆိုင်ရာအကူအညီအားနည်းတော့ဖြစ်သွားလိမ့်မယ် ဒါဟာဆက်တိုးရင်လူထုမထောက်ခံရင်ပြဿနာတက်နိုင်မယ်အရေးကြီးတဲ့လမ်းကြောင်းကအဲ့မှာလုံးမှာက financially autonomous နော်ကိုပိုင် data ပဲပြောပြောအလုံးနဲ့ဆိုင်တယ် resistant တွေမှာခုခံတော်လိုက်ဖက်မှာ economy တခုကိုတည်ထောင်အောင်မှာ diaspora ပြပါနေ on the diaspora တွေရဲ့ခိုင်မာတဲ့ fund ရပုံငွေရှောက်ဖွေမှုနယ်စပ်ကုတ်သွဲ cross border trade now digital economy crypto financial တိုက်တူလို့လောက် SDB ပဲပြောပြော SDB ကလည်းထောက်ပံ့မှုမှန်ကန်ဖို့လိုတယ်ဒီတော့ financially autonomous ဘန်ဒါရေးကိုပိုင်တည်ရှိနေမှုစီးပွားရေးစနစ်တစ်ခုကိုအရေးကြီးတဲ့အမြန်ဆုံးအချက်အနေနဲ့တည်ဆောက်ဖို့လိုတယ်နံပါတ်၄ international diplomacy ဒါကတော့နိုင်ငံတကာဆက်ဆံရေးနဲ့တရားဝင်အသိအမှတ်ပြုမှု legitimacy အဲရုရှားနဲ့အဲ့ဒါလက်ရှိအခြေအနေကိုကြည့်ရင် resistant force ကခုခံတော်လိုက်အဲစုတွေ UGAO PDF International legitimacy ဟာမရှိဘူးစစ်ကောက်စီမှာတော့နည်းနည်းလေးစရှိလာပြီ legitimacy crisis ဖြစ်နေတယ်အဲ့ထက်လည်းစစ်ကောက်စီကတော့မှနည်းနည်းလေးပြတ်သားနေတယ်အာအဲ့လိုဖြစ်နေတယ်ထောက်ခံခြင်းမှာရဲနဲ့ထောက်ခံမှုရလာမှုမရှိဘူးစစ်ကောက်စီကအာသာတဲ့အခြေအနေတော့ဖြစ်လာနေပြီခါရဖိတ်တယ်လေဒါပေမဲ့ခုခံရေးအားစုတွေကမကန်တဲ့တရားမျှတမှုရှိတော့ထောက်ခံခြင်းနေတဲ့အခြေအနေရှိတယ်ထိရောက်အောင်မဆွဲဆောင်နိုင်ဘူး ။ဟိုအနောက်နိုင်ငံမပြောနဲ့အာဆီယံထဲမှာလည်းမရှိဘူး။ပြီးတော့အမတ်တရားကိုဘယ်သူတွေကမထောက်ခံဘူးတွေလစ်လျူရှုတာတာတာတွေဘလောက်တေးပေးရအောင်လဲတွေအော်မနေနဲ့ဟိုဟာကိုအရင်ပြင်ရမှာ။ International Recognition ခေါ်တဲ့အပြည်ပြည်ဆိုင်ရာအတိမပြမှုမရရင်အနာဂတ်မှာစစ်ကောက်စီကိုအစားထိုးမှာပဲ။စစ်ကောက်စီနေရာမှာကိုဝင်ထိုင်ဖို့ဆိုရင်ကိုကတိတ်ချောက်အောင်လုပ်ဖို့လိုတယ်เนาะစစ်ကောက်စီကိုအစားထိုးပြီးဒီလိုမျိုးတိုက်ချောက်ပြီးကိုကထိုင်မယ်ဆိုရင် ဲ့ဒီမှာကိုယ့်အတွက်တရားဝင်မှုကိုခိုင်မအောင်လုပ်ထားမှရလာမဟုတ်ရင်တရားဝင်မှုမရဘူးမရရင်အစိုးရမဖြစ်ဘူးတပုတ်ပဲဖြစ်မှာအကြမ်းဖက်မှုတွေပဲဖြစ်မှာနော်တော်လိုင်းလို့တမအားလုံးဟာအကြမ်းဖက်မှုတွေပဲဖြစ်သွားမယ်ဒီတော့အရေးကြီးတဲ့လမ်းကြောင်းကိုပြောချင်းထောက်ပြချင်းတယ်ပြင်မှတ်တစ်ခုထားပြီးတော့ diplomatic engagement ဆွဲဆောင်အောင်ပါတာတမရေးမှာဆွဲဆောင်အောင်ပါပြင်မှတ်တစ်ခုထားအာဆီယံဆိုအာဆီယံအနောက်ဆိုအနောက်တရုတ်ဆိုတရုတ်အိန္ဒိယဆိုအိန္ဒိယ မဟာပြူဟာမြောက်အရေးပါတဲ့နိုင်ငံတွေကိုဆက်ဆံရေးတိုးမြှင့်ဖို့စနစ်တကျလုပ်အောင်မှာ UNG ရောအင်အားစုတွေရော EAO တွေရောအဲ့ဒါဟာ International Political Recognition နိုင်ငံတကာအတိမတ်ပြုမှုရအောင် Diplomatic Front တပ်သမားရေးကိုရှေ့တန်းထားပြီးတော့ဥစားလုပ်အောင်မှာအမြန်အဆုံးမြင့်တင်ဖို့လိုအပ်တယ်။နံပါတ်5 Human Capital Civil Resilience ပြည်သူတွေရဲ့ခံနိုင်ရည်နဲ့လူသားရေးမြင့်ခင်ဗျားတို့ဘယ်လောက်တောက်ခတ်ပေးနေမှာလဲ။ ပြည်သူတွေကခင်ဗျားတို့တိုက်ချင်တိုင်းတိုက်ဖြစ်ချင်တိုင်းဖြစ်နေဖို့ပြည်သူတွေကဘယ်တော့အချိန်ထိတောက်ခံပေးနိုင်မယ်လို့ထင်လို့လဲစစ်ပွဲတစ်ခုပြီးဆုံးသွားရင်တော့ post conflict reconstruction လို့ခေါ်တဲ့နိုင်ငံတည်ဆောက်မှု human capital brain drain တွေအများကြီးပဲလူအရင်းအမြစ်တွေရော civic resilience ပြည်သူတွေရဲ့အောက်ဤတိခတ်နိုင်မှုဆိုင်ရေးအဲ့ဒါတွေကအရေးပါဆုံးပဲဘယ်တော့ထိတောက်ခံပေးနိုင်မယ်ထင်လို့လဲပြည်တွင်းမှာခင်ဗျားတို့အပြစ်ပေါအားချောင်းတော့တပိုင်း အဲ့တော့အရေးကြီးတဲ့လမ်းကြောင်းကအဲ့ဒါတွေကိုဖွံ့ဖြိုးတိုးတက်လာအောင် talent ဆွဲဆောင်ရမှာ talent development ပြီးအဲ့ဒါဟာ capacity building နဲ့တူတူပဲအမေတို့ဒါတွေကိုအားစင်းနိုင်တိုက်ဆိုတာနဲ့ဖောင်းထားတာစွမ်းရည်မြင့်တင်တဲ့လူအရင်းမြစ်မရှိရင်နိုင်ငံတည်ဆောက်မှုဟာပြဿနာအကြီးဖြစ်တယ် time မှာအဲ့လိုမျိုးပညာရှင်တွေကို အထူးဗီဇာနဲ့ခေါ်တယ်စင်ကာပူမှာလည်းအဲ့လိုပဲ ပညာရှင်တွေခေါ်တာအထူးပီဇာနဲ့ကျွန်တော်တို့မှခေါ်နေမယ်ဆိုပက်ဆက်ကုတ်တယ်ကိုယ်ရင်မွေးထားမှာခုကလေးကနေတတိပညာရှင်တွေမရှိရင်ခင်ဗျားတို့တိဆောက်မဲ့တိုင်းပြည်ဟာဒဲလျိုင်းဖြစ်မှာပဲဂျလုတ်ပလုတ်တွေနဲ့တိုင်းပြည်တိဆောက်လို့မရဘူးဒီတော့ scale development ဆိုင်းရင်မြင့်တင်တဲ့ပညာတွေရေးပိုင်းကိုလေးလူရှုပြီးတော့တော်လာရေးအနိုင်တိုက်ဆိုပြီးလုပ်လို့မရဘူးစနစ်တကျအရေးပေးဆောင်ရွက်ပြီးတော့အနာဂတ်အတွေ့အကြုံကလာအနာဂတ်ပြည်ထောင်စုမှာ post conflict governance စစ်ပွဲပြီးရင်အုပ်ချုပ်မှုစနစ်တစ်ခုကိုခက်ခက်မမတိဆောက်ထားဖို့လိုတယ်အများဆုံးအထောက်ပံ့ပြုဖို့လိုတယ်ဒါအရေးကြီးဆုံး၅ချက်နော်နောက်ထပ်အချက်လက်နှစ်ခုထပ်ထည့်လိုက်မယ်နော်အသေးစိတ်မပြောတော့ဘူးအဲ့ဒါကအချင်းချင်းကြားထဲမှာယုံကြည်မှု social trust reconciliation ပြန်လည်တင်းမြတ်ရေးကိုအများဆုံးလုပ်ရမှာအဲ့ဒါလည်းအသေးစိတ်ကြောရင်ရသေးတယ်တာအာဖရိကမနစင်မန်ဒဲလာလို့ ANC ပါတီမှလိုမျိုးပဲအမှန်တရားနဲ့ပြန်လည်တင်းမြတ်ရေးကော်မရှင်တခုကိုတည်ထောင်ပြီးရအောင်လုပ်သွားတာဒါတော့မှ ဒီကာလအချိန်ဒီနေဆင်မန်နယ်ဗလာတို့ရဲ့လူဖြူလူမဲ့ပြဿနာမိစဒီထိရောက်သေးတယ်ဒီတော့ကျွန်တော်တို့မှလောက်တော့မလို့တော့သိဘူးယဝန်ဒါတို့ဘာတို့ဘောဗျာဂျီနိုဆိုက်ထောက်ကွက်64မှာအဲ့ဒါတရားရှာဖွေလမ်းကြောင်းတစ်ခုကိုရအောင်ဖော်သွားတာ25နှစ်ကြာတယ်ဖြေချလာကျွန်တော်တို့ဆိုစဉ်းစားကြည့်ဒါတစ်ခုက information warfare နဲ့ psychological resilience တရင်ချက်လက်စစ်ပွဲနဲ့စေတဲ့ခံမှမူဒါတွေက ိုင်းပုံမှာလေချောင်းကနေတိုက်နေကြတယ်စစ်သားနဲ့နိုင်နေပြီရှုံးနေပြီနိုင်နေပြီရှုံးနေပြီဒီဒီမှာအလွဲကြီးဒီတော့အဲ့ဒီအထက်မှာအဲ့ဒီအချက်တွေအားလုံးကအရေးလောဘကြီးတယ်အဲ့ချက်တွေအားလုံးကမဖြစ်မနေလောက်အောင်မလုပ်မနိုင်ဘူးငါးချက်ရှိတယ်အဲ့ဒီမှာငါးချက်တည်းမှာမနှက်ပြန်အချက်ချင်းလောက်အောင်စေရေးအပြိုင်မှုမှာအများခြေကိုအခိုင်မာရှာအောင်မှာကျွန်တော်တို့အင်အားဟာသူမတော်ကိုမတော်ပဲစစ်တပ်နဲ့ပြောတာစစ်တပ်ကိုနိုင်ဖို့သူတဲ့အင်အားကောင်းတဲ့အင်အားဖြစ်မှအနိုင်တိတ်ချမှာဘာဖြစ်လဲ စစ်တပ်ဟာနိုင်ငံအနေနဲ့အရှင်ထွက်ထွက်မဲ့ကောင်မျိုးမဟုတ်ဘူးအသေးပဲထွက်မှာသူတို့အားနဲ့မှစနစ်ပြောင်းလဲမှုလက်ခံမှာဒီတော့သူတို့အားနဲ့အောင်နောက်တစ်ဆင့်ရုပ်ဘဝကြံကိုကြံနေသေးတယ်ဒီတော့တစ်ဆင့်အားကုန်ရုပ်ဘဝကျွန်တော်တို့အားကောင်းဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့ခေါ်တဲ့စနစ်ကိုသူကလိုက်မှာကျွန်တော်တို့ပြောင်းလဲမဲ့စနစ်ကိုလိုက်လာမှာဘာလို့ဆိုသူရှုံးမှကြောက်လို့အဲ့ဒါထွက်ပေါက်ပေးတာဒီတော့ တိုက်ခိုက်နိုင်တဲ့စစ်အင်အားရှိဖို့လိုတယ်ပခခွင်းဆက်တဲ့တန်တရာရှိွားလိမ့်မယ်အဲ့ဒါဆိုဘလို့နည်းတော့မှရုတ်ထွက်နိုင်မှာမဟုတ်ဘူးတိုက်ခိုက်နိုင်မှုတစ်ခုတည်းတည်းမဟုတ်ဘူးတိစောက်ချင်တာမှကိုတိစောက်ခွင့်ရဖို့စစ်ရေးအင်အားကောင်းဖို့လိုတယ်အနည်းဆုံးဒါဟာအပြုတ်တိုက်ရအောင်မဟုတ်ဘူး तू အားနေသွားပြီသူ့အချင်းနဲ့ तू တိဝါအောင်ကျွန်တော်တိုက်ပြီးမှသူ့ကိုထွက်ပေါက်ပေးပြီးတော့ကြောင်းလဲမှု तू ကလက်ခံမှာမဟုတ်ရင်စစ်တန်တရာထဲမှာတတက်လုံးနေပြီးတော့ပဲတိုက်ပြီးတော့ပြက်ပြီးဘယ်လိုလုပ်ရမလဲ ကိုတက်ထဲမှာတက်ပြီးအားလုံးပူပေါင်းအမေ business တခုအရင်တည်ထောင်အောင်ပါပူပေါင်းအမေ business အလုပ်လုပ်ဖို့ရွှေလျောက်ဖို့လိုက်ပါလုံဆောင်ဖို့လိုက်ပါစုစည်းဖို့ခင်ဗျားတို့တက်တယ်အမေပေးနိုင်အောင်ပူပေါင်းအမေ business တခုတည်ထောင်အောင်မမကကန်နဲ့လူထုကလည်းထောက်ခံအောင် UG တိုင်းသားတွေနဲ့အတူ PDF တွေနဲ့အတူစေရေးမဟာမိတ်ဖွဲ့ကို UG ကသစင်းလျှော့ပြီးတော့ဆင်းပြီးတော့မဟာမိတ်ကိုတည်ဆောက်အောင်မှာသူရင်ထောက်ပံ့ရေးလက်ကျင့်ရေးနီးပညာအဲ့ဒီအကူအညီတွေကတိုင်းသားတွေမှာပိုင်လာတာ ိုင်းရင်းသားတွေနဲ့ကာကွယ်ရေးကိုအခြေခံအဆောက်အအုံမတည်ဆောက်ဘဲနဲ့ဘယ်လိုလုပ်ရမှာလဲစစ်အထက်အဆိုင်ကအခြေခံအဆောက်အအုံပရမအုပ်စုတည်ဆောက်မှာ UNG တစင်းလျှော့တိုင်းရင်းသားတွေနဲ့ညှိဒါမှရမှာပျောက်ကြစစ်မဟာပြူရမြောက်တိုက်စစ်မဟာပြူရမြောက်ကာကွယ်ရေးဒေသဆိုတဲ့အခြေခံအဆောက်အအုံစစ်ပစ်ဆိုင်ရာ strong hope ခြေကုန်းနဲ့မြေကိုတိုးမြင့်ရမှာ ဒါနံပါတ်၁ချက်မဖြစ်မနေလောက်အောင်အဲ့ဒါမလောက်ရင်ကျွန်တော်တို့ပြည်သူတွေတောင်းဆိုရမှာအယူဂျီမလောက်ရင်ကိုယ့်ကိုယ်လောက်တိုင်းသားတွေနဲ့ရအောင်ချိတ်ဆက်ပြီးခြေကောက်အမခံတိဆောက်ခိုင်မာတဲ့မဟာမိတ်ကိုတိဆောက်အဲ့ဒါမှာစေကြီးဟာစုစည်းလာမှာအကောင်လာမှာမဟုတ်ရင်စိတ်မှုထိုင်မယ်အလုပ်ခော့နေလိမ့်မယ်တိုင်းသားဒေသတွေမှာစိတ်မှုထမ်းဆိုတာဟိုးအရင်ကတည်းကရှိတယ်အလယ်ပိုင်းမှာလည်းစစ်တပ်ကခော့မယ်မဟုတ်ရင်တိုင်းသားခော့မှာပဲတစ်ဖက်ဖက်ကမနိုင်မချင်းစိတ်မှုထမ်းကိုခော့ကိုခော့နေကြအောင်မှာနောက်တစ်ချက် ်စေရေးအရမဟာမိတ်ဖြစ်ချင်းတယ်ဆိုရင်နိုင်ငံရေးတဘောတူညီမှုမဖြစ်ဖြစ်အောင်ရှာရတယ်အဲ့ဒါဟာပြည်ထောင်စုပြည်ညင်လို့ခေါ်တယ်နိုင်ငံရေးတဘောတူညီမှုရအောင်ယူရတာဘာဖြစ်လို့လဲအင်အားကိုစုချင်းရေးခိုင်မာတဲ့တဘောတူညီမှုအိမ်မက်ကိုလမ်းကြောင်းပေါ်တင်ပေးရတယ်အင်အားနဲ့အနိုင်ရပြီမယ်နိုင်ငံရေးမတည်ငြိမ်ရင်အနာဂတ်မှာပျက်စီးပြိုရင်းတဲ့အတိုင်းပြည်ပဲရမှာအဓိကအပါဝင်တဲ့ပတ်သက်သူတွေကြားမှာတဘောတူညီမှုမရှိရင်စစ်ပြီးတဲ့နောက်မှာပြန်လည်တိဆောက်ရေးဟာ ရေအိုင်ပေါ်မှာဒါမပါတဲ့အိမ်ဆောက်သလိုပဲပြုံးမှာဒါလည်းတိုင်းရဲသားဒေသတိုင်းရဲသားဘောက်ဆုစုစည်းထားတဲ့မြန်မာနိုင်ငံတိုင်းရဲသားဖွဲ့တွေနဲ့ကောင်းမွန်စွာခိုင်မာစွာသဘောတူညီမှုရထားတဲ့ပြည်ထောင်စုပဋိညင်မူချမ်းကိုရအောင်ဆွေးနွေးပြီးတော့ရေးရမှာခိုင်မာတဲ့သဘောတူညီမှုအနည်းဆုံးအများစုပေါ့ဖို့လိုတယ်အာနာခွဲဝေမှုပုံစံနဲ့ခွဲထွက်ခွင့်ပုံစံကိုတည်ထွင်ရမှာခွဲဝေမှုခင်ဗျားတို့ကြည့်ပဲအာနာယူရလို့မရဘူးအတွင်ကူးပြောင်းရေးအစိုးရအတွက်အဓိက ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းပြမြေပုံတစ်ခုကိုမဖြစ်မနေတည်ထောင်ဖို့လိုတယ်။နံပါတ်2ချက်နံပါတ်3ချက်ခင်ဗျားတို့လုံခုအတွက်စီးပွားရေးခိုင်မာဖို့လိုတယ်။ခင်ဗျားတို့ဒါတွေလုံခုအတွက်ခိုင်မာတဲ့စီးပွားရေးရှိဖို့လိုတယ်။ဘာဖြစ်လို့လဲ။စီးပွားရေးကြဆင်းနေရင်ပြည်သူတွေထောက်ခံနိုင်မှာမဟုတ်ဘူး။စီးပွားရေးကြဆင်းနေရင်ပြည်သူတွေရပုံငွေကုနိုင်မှာမဟုတ်ဘူး။နော်။စီးပွားရေးကြဆင်းနေရင်ပြည်သူတွေထောက်ခံနိုင်မှာမဟုတ်ဘူး။စစ်ရေးမဟာပြောင်းလဲစီးပွားရေးကြဆင်းနေတဲ့ပြည်သူတွေခံနိုင်မှာမဟုတ်ဘူး။ ပြခဏတော့ပြက်မှာပဲဆိုတော့ရောချလို့မရဘူးဘာမှအကောင့်ထဲဖို့နိုင်မှာမဟုတ်ဘူးဗန်ဒါရေးလွတ်လပ်မှုလွတ်လပ်စွာလုံခွင့်ပြည်သူတွေမှာမတည်ရင်စစ်အုပ်ချုပ်မှုအကလွန်မြောက်နိုင်မှာမဟုတ်ဘူးစစ်တပ်ကကြက်ချန်ချန်လို့တိတ်ပြီးတော့ကြက်ဥတလုံးချင်းခြွေပြီးတော့လက်ဝေပေးနေတာကိုကျေးဇူးတင်နေကြလိမ့်မယ်အဲ့ဒါဟာစစ်တပ်အာဏာသိမ်းရဲ့အောက်မှာနေသားကျသွားတာလို့ခေါ်တယ်ငန့်နေတဲ့ပြည်သူကိုတမင်ငန့်အောင်လုပ်တော်တဲ့ဟာကိုကြက်ဥဝေပေးတာကျေးဇူးရှင်လို့ဖြစ်သွားတာလက်စားကုတ်တွေကြီးတိုင်းသားဟာဆိုပြီးတော့ လွတ်ထားလို့မရဘူးပြည်မကိုအခွန်ဒီလိုမျိုးချိတ်ဆက်ထားရတဲ့စက်ကောက်စီစီကိုစီးဆင်းတာမဟုတ်ဘူးပြီးတော့အခွန်ရတဲ့ငွေပုံစံတွေဟာတိုင်းသားဦးစားပေးကိုကလည်းရပြီးတော့တိုင်းသားတွေနဲ့အတူတူမြဲမြဲတက်တက်လောက်ရမှာလေ5 to e wallet ကိုအတုံးချပြီးတော့ guide to စီးပွားရေးကိုတိဆောက်လို့တကယ်ရပါတယ်မကန်ဘူးပဲလို့တယ်ခင်ဗျားတို့စီးပွားရေးအဲ့လိုမျိုးတိဆောက်နေစက်ကောက်စီရဲ့ဓာတ်ပြန်အကောက်လောက်ရခင်ဗျားတို့လည်းလွင့်ပြီအလဘကောင်တွေတော့တိတ်မှာပဲအကုန်လုံးခင်ဗျားတို့ကြောက် နောက်တစ်ခုခင်ဗျားတို့ပြောနေအယူဂျီမရှိနိုင်ငံကလည်းဘယ်သူဆက်ဆံမလဲလေးနှစ်ကျော်ပြီဘယ်သူကတိမပြုတ်လဲနိုင်ငံကတကဆက်ဆံရေးမှာ IUG ကိုထည့်ထုတ်ဖို့ပြောနေတာမဟုတ်ဘူးပြန်ပြီးတော့အပြောင်းလဲလုပ်ပြီးတော့ရအောင်လုပ်အောင်မှာအရေးတအားကြီးတဲ့နိုင်ငံကဆက်ဆံရေးတနိုင်ငံလောက်အတွက်တကယ်အပြောင်းလဲလို့ချင်ရင်ဖြစ်ပေါ်လာရင်နိုင်ငံကအတိမပြုတ်မှုကအရေးတအားကြီးတယ်ဘာလို့ဆိုရင်အကူအညီတွေရလာမယ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေရောက်လာမယ်ကောက်ွယ်နဲ့အကူအညီရဖို့တန်တမာရေးရဟာအရေးကြီးတယ်လူအသက်တွေပေါ်မှာအရေးတန်တမာရေးရဆွမ်းဆောင်ရေးကကောက်ွယ်နိုင်တယ် တရားဝင်မှုကအဲ့ရနေပေးနိုင်တယ်အာဆီယံကုလ EU အမေရိကန်တရုတ်အိန္ဒိယတရုတ်နဲ့အိန္ဒိတရုတ်ဆိုရင်လောကလေးလူရှုတော့တယ်အတွင်းစီးမှာအကုန်သိတယ်ကျွန်တော်ပြောချင်တာတရုတ်တန်ရုပ်ကတကယ်လာချိတ်ဘူးတယ်အဲ့တော့ဘလို့ပြောတယ်သူကဆန်းစုကြည်လက်ထက်ကတရုတ်ပေါ်မှာတွားပြီးတော့ချိကလို့မြန်မာနိုင်ငံဘလို့ဖြစ်လဲဆိုပြီးတော့ခင်ဗျားတို့ကရည်ရွယ်ချက်ကမကောင်းတာတော့ဘသူကြီးလာလဲကျွန်တော်ပြောပြမယ်တော်ခင်မမတို့စီပေါကူတောင်းဝင်ကြီးထောင်တာဒီတစ်ဆက်လာတယ် ဲ့မှာဘာပြောလဲဆိုရင်ဟင်းအင်းနဲ့တာယောဂါနေဆက်သွက်လာတာကိုဟင်းအင်းနဲ့စဉ်းစားကြည့်လေတယောက်ကဘာလို့ဆိုရင်ငါတို့ကဒီမိုကရေစီပဲသွားရဆိုတဲ့ပုံစံနဲ့အနောက်ပဲရိမ့်တာလေတကယ်ခေါ်တာတန်ယောဂါနေဟုတ်ဘူးငါတို့ကဒီမိုကရေစီပဲတယောက်ကတန်ယောဂါနေဆက်သွက်လာတော့ဒီမိုကရေစီပဲမလို့အဲ့တော့ အမျိုးသားညီညွတ်ရေးနဲ့လူ့ဖွဲ့ရေးကိုထောက်ခံတဲ့မူဝါဒနဲ့စာတမ်းအထောက်အထားတွေကကြိုတင်ပြင်ဆင်ထားတာတရုတ်ကိုခင်ဗျားတို့လောကလေးလူရှုလို့မရဘူးတရုတ်ကပေါင်ပတ်တုံများတယ်တရုတ်ကမ်းလမ်းတော့ကိုတအားကျေးဇူးတင်ရမှာခင်ဗျားတို့အစိုးရတရားဝင်မှုရတယ်အလကားနေနိုင်ငံတကာမီဒီယာတွေကနေတစ်ဆင့်ဇက်လန်းပုတ်ပေါ်ရတယ်ဇက်လန်းပုတ်ပေါ်ဆိုတော့အာရိုက်တာမဟုတ်ဘူးစစ်မှန်တဲ့ဇက်လန်းကိုပုံရိပ်တက်လောက်အောင်ဖော်တာမီဒီယာတဲလန့်မီဒီယာအန်ဂိမန့်ယူတာခေါ်တယ်တရားဝင်အတိမပြုမှုခေါ်တယ်ဟုတ်လားနိုင်ငံတကာဆက်ဆံရေးခေါ်တယ် တောကြနေတဲ့တောဆန်နဲ့တောလိုင်းကြီးကိုမျိုးဆက်အောင်လုပ်ပေးတာမျိုးသားပြအောင်လုပ်ပေးတာခေါ်တယ်တရုတ်ကခေါ်တော့တန်ရုတ်ကခေါ်တော့လည်းဟင်အင်းပဲလက်ကူမကြည့်တော့တကယ်လက်ဖက်ငါခုနကကျွန်တော်ပြောတဲ့လူသားချင်းမြင့်ခင်ဗျားတို့ကအဲ့လာကြီးတော့အရှိကြီးတွေးချင်မှတွေးလိမ့်မယ်တကယ်ကအနာဂတ်မှာငါတို့စူးစမ်းပြီးတည်ဆောက်မယ်ဆိုတဲ့စိတ်ရှိရင်အဲ့လိုမဟုတ်ဘူးခင်ဗျားတို့ကငါတို့အနာပြရပြီးငါတို့လှုပ်ချင်သလိုလုပ်မယ်ဆိုတဲ့အမြင်လာမှပြီးွားတယ် နောက်ဆုံးမှာနိုင်ငံတည်ဆောက်ဖို့ဆိုတာလူလူလို့ရဲလူတွေရဲ့လှုပ်ဆောင်မှုလူတွေရဲ့ဆွမ်းအောက်တော့ရတာလူသားအရင်းမြစ်တွေနော် nation building တွေ capacity based တွေ infrastructure တွေကလူသားအရင်းမြစ်နဲ့လူလောက်တာအဲ့ဒါခင်ဗျားတို့ CNCD နဲ့လောက်တာမဟုတ်ဘူးသူများနိုင်ငံလို့အစားအုပ်တွေနော် nation building capacity based infrastructure တွေဟာအလိုလိုတွင်းထဲကနေပြီးတော့မေတို့အနာရတဲ့အချိန်မှာအလိုလိုအကောင့်တိုင်းပေါ်လာတာမျိုးမဟုတ်ဘူးပြန်တည်ဆောက်ရတာတည်ဆောက်တဲ့အခါမှာ မင်းတို့အောင်တော့ရတဲ့အချိန်မှာဒေါ်အောင်ဆန်းစုကြည်ခဲ့တော်ရလို့ပဲအစင်သက်ထဲနေလို့လားရှင်းလိုက်ရမယ့်စောက်ပြတနာတွေအများကြီးပဲအဲ့တော့ဘယ်သူမှလည်းအာနာကိုလောက်ချင်တဲ့ပုံလည်းမရှိဘူးလုံးဝလည်းမဟုတ်ဘူးပြီးတော့မြေပြင်မှာရှိနေတဲ့လူတွေကမန်အောင်ကြည့်မြင်အောင်ကြည့်ပြီးတော့ရအောင်လုံးအောင်မမလုံးရနိုင်ဘူး drain drain အုံနောက်ယူစီးမှုကအသားစီးလည်းမခံနိုင်ဘူးစစ်ပေါက်တွေကိုအလုံးခော့ထဲနေတဲ့စစ်တရောတိုင်းရဲသားတွေရောနောက်နောက်ဆိုရင် PDF ကစစ်မှုထမ်းမဖြစ်မနေအသက်ရွယ်ပြည်တိုင်းထမ်းရမယ်ဆိုလာအောင်မယ် PDF လည်းတစ်ဖွဲ့ဖြစ်လာလို့ အဲ့မှာကျွမ်းကျင်သူတွေကလျှောက်သွားမယ်ကျွမ်းကျင်သူ intellectual လို့ခေါ်တဲ့တတ်သိပညာရှင်တွေနော်သူတို့တွေကိုငါတို့စီမှာလည်းမင်းတို့သူနာနာကံမှာနေတာထက်ကောင်းအောင်နေနိုင်တယ်အခွင့်အရေးရှိတယ်တည်ဆောက်ဖွင့်ရတယ်ဆိုတော့အိမ်မက်နဲ့မဆွဲဆောင်ဘူးဆိုရင်ပြတည်ဆောက်တဲ့ကဏ္ဍမှာခင်ဗျားတို့အာမြင်ဝပေးတာမှာပဲခင်ဗျားတို့တက်အိမ်နဲ့နေကျောင်းသားတွေစီးပွားလုပ်ငန်းရှင်တွေကျွမ်းကျင်မှုပြပတင်တန်းတွေအဲ့တော့တွေကနိုင်ငံရဲ့ infrastructure တွေတိုးဖွင့်ပြတိုးတက်ပြီးအသိတွေမြင့်လာရင် အနာဂတ်မှာပိုကောင်းတယ်ခင်ဗျားတို့အနာဂတ်အတွက်လောကမစင်စားဘူးမဟာဒူဟာရေးရအတွက်အမျိုးသားမဟာဗျူဟာအတိအမြင်တွေရရှိဖို့ဟာဖြန့်ဝေရတယ်ကိုယ်တိုင်လည်းသိဖို့လိုတယ်လဲရဆိုက်ပြို့ဖို့လက်ခွဲရှိတယ်ဒါပေမဲ့၆ခန်းပြီးလူမရှိရင်မြေစီတော်မှာရေမရှိသလိုပဲဘာမှလုပ်လို့မရဘူးတရားစတဲ့တွေရှိပေမဲ့စားစရာမရှိဘူး၆ခန်းနေတဲ့အကွက်နေတဲ့မြေကြီးဟာခင်ဗျားတို့အနာရလဲအဲ့တိုင်းပဲဆိုရင် နွားစာခွက်ထဲမှာခင်ဗျားတို့အဲ့နွားစာခွက်ထဲမှာသေးပြောခဲ့တဲ့ဥစ္စာတွေကလူတိုင်းလည်းသိတယ်ဒါပေမဲ့အဲ့ဒီငါးချက်မလုပ်ရင်ရှုံးပြီမနိုင်လည်းမနိုင်ဘူးခင်ဗျားတို့လုံနေအောင်ရက်ပြီးတော့ဘာလို့လုံအောင်လဲစဉ်းစားဖို့လုပ်ပြီအေးအဲ့တစ်ချက်ချင်းတစ်ခုချင်းစီကလည်းဆွဲဆောက်ရေးပြင်ပြင်သွားရင်တခါတည်းဒိုမီနို effect လည်းရှိသေးတယ်အဲ့ဒါကိုလုံတင်တာပြောပြတာငါးချက်ပဲရှိတယ်အော်အရေးကြီးတဲ့လမ်းကြောင်းပဲကြိုက်တဲ့ဥစ္စာနဲ့လုံတန်သမာရေးနဲ့လည်းလုံလို့ရတယ်လို့စစ်အင်အားကိုစုဖွဲ့ပြီးလည်းလုံလို့ရတယ်။နိုင်ငံရေးတဘောတူညီမှုရောက်သွားရင် စစ်တပ်ရန်သူကိုအတူတူတိုက်ချိန်စိတ်ပေါ်လာနိုင်မယ်ခင်ဗျားတို့တစ်ခုခုလုပ်ရင်ဒိုမီနို effect တဲ့ရောက်မှုလည်းရှိနိုင်တယ်မျောလင်းလို့ရတယ်မဟုတ်ရင်တော့အဲ့ငါးချက်လုံးမလုပ်ရင်တော့ရှောင်းပြီအဲ့အကြောင်းအရာတွေကတခါသူကလည်းသူပြန်လက်ချင်းဆက်နေပြန်ရောတစ်ခုလုပ်ပြီးနောက်တစ်ခုကိုလည်းလုပ်ချိန်စိတ်လုပ်ခွင့်နဲ့ရလာတယ်ဒီတော့ခင်ဗျားတို့တစ်ခုတော့ရအောင်လုပ်ဖို့လိုတယ်မဟုတ်ရင်တော့မလုပ်နိုင်တဲ့တော့ပဲနာကတမိုင်းမှာဆူဆူဒီအချက်၅ချက်တွေပဲစုစည်းပြီးတိဆောက်ထားတဲ့ foundation တွေပဲအဲ့ဒါတွေနဲ့ပဲလွတ်မြောက်တာအဲ့ဒါတွေနဲ့ပဲအောင်မြင်တာ ကြိုက်တဲ့သမိုင်းတက်တိတ်တွေကိုလန့်ကြည့်အဲ့ဒီဟာတွေတွေးလိုက်မယ်အဲ့ဒီငါးချက်တွေကမလုပ်ဘူးနော်နံပါတ်၁စေရေးမှနိုင်ဖို့ဆိုရင်အားပို့ပြီးတော့တာတဲ့အင်အားကြီးတဲ့အစုဖွဲ့ကိုမဖြစ်မနေစုရမယ်နံပါတ်၂အဲ့ဒီအတွက်နိုင်ငံရေးသဘောတူညီမှုအဲ့ဒီအတွက်ပဲပြောပြောစေရေးဖယ်လိုက်နိုင်ငံရေးသဘောတူညီမှုပြည်ထောင်စုပြည်ညင်ဆိုတဲ့ပန်းတိုင်းနေအိမ်မက်တွေကိုထတ်တူကြရင်လှုပ်ချင်စိတ်ပေါ်လာမယ်နံပါတ်၃ခမရိုအဲ့လိုလောက်ဖို့စီပွားရေးရည်တည်မှုနဲ့ဗန်ဒါရေးမြောက်ဝေမှုအာနာခွဲဝေမှုတွေအားလုံး ပါဝင်လာဖို့လိုတယ်စီးပွားရေးမှာဖြစ်မယ့်နေရှိဖို့လိုတယ်စစ်တိုက်ဖို့ဆိုရင်စစ်တိုက်ဖို့ပြည်သူအလုံးငွေထက်ခိုင်းတယ်ပြည်သူကဘာပဲဆက်နေထက်မှာနံပါတ်၄နံပါတ်နိုင်ငံတကာဆက်ဆံရေးတရားဝင်မှုနိုင်ငံတကာဆက်ဆံရေးအောင်မြင်ရင်စစ်ရေးအကူအညီမဟုတ်တဲ့အကူအညီဘာမှအဲ့လိုမျိုးပေးနိုင်တယ်ပုံကြောက်အောင်လုပ်ဖို့ပဲလိုတယ်နံပါတ်၅ခင်ဗျားတို့ဘလောက်ပဲလုံးနေလုံးနေလူသားအရင်းမြစ်မရှိရင်ခင်ဗျားတို့တိုင်းပြည်ကပြန်လာရင်လူမရှိတဲ့မြို့မှာပဲနေပြည်သူခန့်နိုင်ရင်ပြည်သူရနိုင်တဲ့ဆွမ်းအားအရင်းမြစ်ဟာအကန့်အသတ်ရှိတယ် ငါးနှစ်များဆုံးပဲခင်ဗျားတို့ငါးနှစ်ထက်ပိုပြီးရုပ်စရာလည်းပါအကြောင်းမရှိဘူးရပြီလေခင်ဗျားတို့တီးလို့ရပြီလေမဟုတ်လားကြားတဲ့ချက်တဲ့လောက်ထောက်ဒီငါးချက်တည်းကနေမလောက်ရင်မနိုင်ဘူးမလောက်မှသိရင်ကျွန်တော်တို့တွေဝိုင်းမတွန်းနိုင်ဘူးဆိုရင်ကျွန်တော်ရက်လိုက်ဘာလို့ဆိုရင်အကောလုံးလက်ဆဲပေးသလိုဖြစ်နေလိမ့်မယ်ဟုတ်ကဘုံကျဲဖို့အတွက်တေချာတေချာဆိုပြီးတော့နေတိုင်းတေပန်ပြီးဘာဖြစ်ညာဖြစ်ဖြစ်တေတာမှအယူကြီးပြတ်မဟုတ်သေးဘူး ် UNG ဘုတ်ခုချင်း18.2ဘီလီယံဖို့တူးထားတယ်။စောက်ရှက်လည်းမရှိဘူး။ဘုတ်ခုချင်းတူးတာစိတ်အနိုင်တိုက်တာမဟုတ်ဘူး။ရန်တူလာရင်လက်စေးခံတာခေါ်တယ်။ကျေးဇူးတင်ပါတယ်။